ဟုတ်တယ်ကျွန်တော်အယောက်စာတင်လိုက်တာကမမြတ်ရဲ့ make up artist လားမသိဘူး။ तू တင်လိုက်တာ။အဲ့ဒါလာပြောနေတာ။ဟဲ့နင်ကြည့်လိုက်အောင်လား။နင်ကိုရွက်ကလုံးမေးတာဆိုတော့ကျွန်တော်အော်ဟုတ်တယ်ဟာကျွန်တော်လည်းမေးတာဆိုပြီးတော့တော့လည်းပြောတယ်ပေါ့။အရင်တော့ရရင်တော့မကြိုက်ဘူး။ပြီးတော့တို့ရမီးဟုံးရလွတ်ပြီးွားရင်တို့ရဝမ်းသာလို့လည်းငိုသလိုမီးဟုံးရပြတ်သွားရင်လည်းဝမ်းနေလို့လည်းငိုပဲပေါ့နော်။ဒါတို့ရတကယ် feeling တွေပေါ့နော်။တို့တကတကြံလို့ဖြစ်နေတာပေါ့နော်။ကျွန်တော်ရန်ကုန်မှာကြိုက်တကြံရှိတယ်လို့တို့ကကြတော့အဲ့လိုမျိုးအိုက်ပွဲရှိနေတာပေါ့။ကျွန်တော်ကပါကျွန်တော်ဆိုလို့ရှိရင်ဘယ်ဘယ်တော့မှမသွားပြင်းမဲ့ပွဲထဲမှာပါတယ်ပေါ့။

အမတရားထဲမှာရှိရဲပေါ့နော်ကျွန်တော်ဘာမှမလုပ်ဘဲအဲ့လိုကြားရင်းနေနေရအမတရားလေးရှိပါရဲ့ခင်ဗျာအချစ်မှုကောင်းပါရဲ့ရိုက်ထားမပွင့်ရိုက်ထားလည်းဖြစ်တယ်ပြီးတော့ကိုတိုင်ရောရဲ့မပိုးရဲ့သိုးရဲ့ဒါကျွန်တော်ပထမဆုံးကြည့်ရမှာခင်ဗျာအဲ့မှာပြီးတော့ကျွန်တော်လည်း review ပေးရမှာပေါ့ဒါပေမဲ့ရိုက်ချက်တရားတော့ကျွန်တော်ကင်မရာမှာကြည့်ပုံရတာတော်တော်လှပါရဲ့ခင်ဗျာဟုတ်လို့တော့မရှိဘူးခင်ဗျာကျွန်တော်ကတော့အဲ့ live character ကျွန်တော်ရိုက်ရကျွန်တော်တော့လုတ်ဖို့ ကျွန်တော်လုပ်ဖို့အားရှိရကျွန်တော်လုပ်ဖို့အဆင်ပြေဆိုတော့ကျွန်တော်ရိုက်လိုက်ပါခင်ဗျာဟုတ်ပြီခင်ဗျာကျွန်တော်တချို့ character ဆိုရင်ကျွန်တော်မသေးသေး character ဆိုလို့ရှိရင်ကျွန်တော်အိမ်ကအဖေမင်းနဲ့တိုင်ပင်တယ်ဒါမှမဟုတ်ကျွန်တော်ချူချူနဲ့လမ်းတိုင်ပင်ပါခင်ဗျာချူချူကတော့သူလည်းပြောပါတယ်နင်ဘယ်လိုလုပ်ရှင်လဲဘာလုပ်ရှင်လဲဘာလို့ဆိုကျွန်တော်မလုပ်ရှင်တာကိုလည်းအတင်းမလုပ်ခိုင်းဘာဖြစ်လို့လဲဆိုတော့ဒါကတေးဥဆောင်နေရဆိုတော့ကိုမလုပ်ရှင်နေဆိုလို့ရှိရင် IT နေကယော်ွားလိမ့်မယ်လို့ဘာလို့အဲ့လိုပြောပါခင်ဗျာအာမဟုတ်ခင်ဗျာကျွန်တော် king ရှိပါတယ်ခင်ဗျာအရှိမ ကင်းရှီရပြမထွက်ဖြစ်တဲ့ကာတကာလည်းရှိပါတယ်ဒါဆိုကျွန်တော်ဒုတိယမြောက်ကားပေါ့နော်တင်လာဆိုလို့ရှိရင်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်ချွတ်ချွတ်ကိုအဲ့လိုမျိုးအဲ့လိုမျိုးပြောနေတော့ကျွန်တော်ကျွန်တော်မလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းမလုပ်ချင်ဘူးပေါ့တင်ပြောလို့ရရပေါ့နော်ချွတ်ချွတ်အဲ့အောင်မှာโอเคနေမလုပ်ချင်အောင်ဆိုရင်တော့ဒါရှိရဒီလိုဒါရှိရပေါ့အဲ့လိုမျိုးပြောလို့ရရခင်ဗျာအကြီးအာဘယ်လိုပြောမလဲကျွန်တော်အဖွားဆိုပြီးကျွန်တော်ဟာမရဘူးကြောက်နေရပါမရှိဘူးကျွန်တော်ပုံမှန်လေးတိုင်မြင်လို့ရပါတယ်အိုက်တင်တော့ချွတ်ချွတ်ရှာတော့မယူပြည့်ဘူးခင်ဗျာဘာလို့ဆိုတော့ချွတ်ချွတ်ကလည်းသူ့အိုက်တင်ကိုမယူနဲ့လို့ပြောရခင်ဗျာ အဓိကဒီချွတ်ချိုးဒီအလုတ်ပေါ်လေးစားတာနဲ့အချိန်ုံတိကျအောင်ပဲကျွန်တော်အတူယူမိပါတယ်ခင်ဗျာဟုတ်တယ် तू तू တင်ပြလိုက်လို့ရှိရင် तू item တွေဖြစ်သွားမယ်တဲ့လူတိုင်းမှာကသူ့ရဲ့အဲ့ပင်ကို item တခုရှိရအဲ့ဥစ္စာကိုပဲကောင်းအောင်လုပ်ကြမယ်လို့ပြောရခင်ဗျချွတ်ချိုးမြည်မို့လို့လားမသိဘူးမစိုးပါဘူးလို့ပြောတာပေါ့နော်ဟုတ်ဒါပေမဲ့လိုသေးရလို့ပြောပါတယ်ခင်ဗျာ तू လိုသေးရလို့ပြောပါတယ်ဟုတ်တယ်ကျွန်တော်အဲ့ဥစ္စာတင်လိုက်တာကမမြတ်ရဲ့ makeup artist လားမသိဘူး तू ကတင်လိုက်တာအဲ့ဒါလာပြောနေတာဟဲ့နင်ကြည့်လိုက်အောင်လားနင့်ကိုရွယ်ကလုံးမေးတာဆိုတော့ကျွန်တော်အော်ဟုတ်တယ်ကျွန်တော်လည်းမေးထားတယ်ဆိုပြီးတော့အာကျွန်တော်က အခုကပင်တရားမှာလဲ15ရက်ကျွန်တော်ဆက်ဒီဆိုင်ပြေးသွားရထားရဗျာပြပြန်လာလဲငွေဆောင်ပြီးတော့ဒီအိုက်တောင်ကြီးမှာလဲသွားနေကျွန်တော်အသားတော်တော်မဲမဲနေရပေါ့နော်အသားနည်းနည်းညိုနေလို့လဲပါပါလိမ့်မယ်ခင်ဗျာမမှတ်မိရအောင်ကျွန်တော်ခီးနည်းနည်းပန်းနေရပါခင်ဗျာကျွန်တော် အခုတောင်ကြီးကနေပြောင်းတာမှာ300လောက်ပဲရှိတယ်အဲ့ဒါမတိုင်ခင်ကကျွန်တော်တလနီးပါတော့ကျွန်တော်စတက်ရုပ်ခီးထွက်နေတာဆိုတော့ကျွန်ခီးပန်းနေတာပါမှတ်တရတော့အများကြီးပါပဲကျွန်တော်ဒါပထမဆုံးရောက်ဖူးပါပေါ့နော်ကျွန်တော်ကပါလာကျွန်တော်ဆိုလို့ရှိရင်ဘယ်ဘယ်တော့မှမသွားပြည့်မဲ့ပွဲထဲမှာပါတယ်ပေါ့တော့မလို့ဆိုမကြုံမကြုံလို့ပေါ့ပြင်သွားကျင်နေဆိုရင်တော့မှဘယ်လိုမျိုးဘာဘာအနေထားရှိတယ်ဆိုတော့ကျွန်တော်မသိဘူးကျွန်တော်ကခုကမိဘုံပြန်ကျွတ်တဲ့နေရာကြီးကိုလည်းရောက်ခဲ့ရတယ်သူတို့ဘယ်လိုမျိုးဒလိရှိလဲဆိုတော့လည်းទីလိုက်ရတယ်အရန်လည်းပျော်ဖို့ကောင်းတယ်အရန်လည်းရင်ခုန်ဖို့ကောင်းတယ်ပေါ့နော်အာကျွန်တော်ကအဲ့မှာကြာတော့ဒီ ဒီတောင်ကြီးကောက်ချာနဲ့ပတ်သက်ပြီးတယောက်ဆောင်ဆိုကိုဆိုင်တော့တင်မေးပါခင်ဗျာဟဲ့ငါဒါငငင်းတော့ငါတို့ကဒီလိုလောက်တာဒီလိုလောက်တာဆိုတော့တကယ်ပြောဖို့ကောင်းတယ်တိုးတော့ကတကြံလိုဖြစ်နေတာပေါ့နော်ကျွန်တော်ရန်ကုန်မှာကြိုက်တကြံရှိတယ်လို့သူတို့ကကြတော့အဲ့လိုမျိုးအဲ့ပွဲရှိနေတာပေါ့ဟာလူတွေကလည်းအားလုံးကပျော်ပါးနေကြတာပေါ့ရန်ဖြစ်တာလည်းရန်နေတယ်ခင်ဗျာအကျွန်တော်အဲ့လိုမျိုးပျော်တယ်ကျွန်တော်အဲ့လိုမျိုးလူတိုးရလည်းပျော်တယ်ပေါ့အရင်တိုးရရင်တော့မကြိုက်ဘူးပြီးတော့သူတို့ကမီးဟုံးပြန်လှုပ်ပြီးွားရင်သူတို့ကဝမ်းသာလို့လည်းငိုသလိုမိဘငယ်ပြက်သွားရင်လည်းဝမ်းနေလို့လည်းငိုပဲပေါ့နော်ဒါသူတို့ကတကယ် feeling တွေပေါ့နော်ကျွန်တော်တို့ကတော့ဒီတိုင်းပဲအလှပဲကြည့်ပြင်မယ်ဒါသူတို့ရတော့ကဒါကြီးက အရင်အရေးပါတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်သတိထားမိရယ်ဟောသူတို့ရေဒီဓလိလေးကချစ်ဖို့တော့ကောင်းပါလားဆိုပြီးတော့ဟောအဲ့လိုမျိုးတော့ရှိပါနားလည်ခဲ့ပါတယ်ဘာလို့လဲသူတို့ကဒီဥစ္စာပင်ပန်းပန်းလေးလှုပ်ထားတယ်ပတ်စံတွေလည်းကုန်ကြတယ်တကယ်တမ်းလူအဲ့လိုမတက်ွားလို့ရှိရင်သူတို့ငုံနေတာကျွန်တော်ဆိုစိတ်မကောင်းပါတော့ဘာလို့လဲမီးယုံမြာကျွန်တော်သွားတော့မှာပဲဒီနေ့ကြာမှာပဲမုံမတိုင်းလားမသိဘူးရှိပြောလေအရန်အရန်တက်ကခတ်တာကျွန်တော်ရှင်းမှလည်းမသုံးလုံးလေးလောက်လောင်သွားရလဲရှိတယ်အဲ့တော့ကျွန်တော်လည်းအဲ့ ဝမ်းနေပါစိတ်မကောင်းပါဘူးဟာတက်ကောင်းငယ်မော်ရွာလို့ချင်တယ်အရန်ပျော်သွားတာဘာလို့လဲဆိုတော့တကယ်ကျွန်တော်ကကျွန်တော်ကျွန်တော်ဘယ်လိုလဲဆိုတော့အမြဲလွတ်နေမယ်ထင်နေရဗျာတကယ်မဟုတ်ကျွန်တော်တို့ကတလုံးလွတ်ကလည်းအဲ့တလုံးကကျွန်တော်တို့ကအရန်ပျော်ဖို့ကောင်းတယ်ပေါ့ကျွန်တော်အဲ့ဟာတက်ကျွန်တော်အောက်မှာကအဲ့အဲ့သူကခွာနေအဲ့လက်ခုပ်တင်လက်ချက်လုံးတိလုံးနဲ့ကပြောစရာမတူးပေါ့အမေကျွန်တော်တို့ကကျွန်တော်မြေပြန့်သားရန်ကုန်သားဆိုတော့လေကျွန်တော်တို့ဒလီနဲ့ကိုဆိုင်တို့ဒလီနဲ့မတူးကိုဆိုင်တို့ကသူတို့ရပြောပြပါဘောသုံးငငယ်တော့ကောင်မလေးတွေကိုဘယ်လိုမျိုးအဲလိုက်တာအဲယောက်ျားလေးတွေကအဲ့မှာ သူအဲ့မှာဘာလက်ရလဲမသိဘူးရှင်ဘီးဘန်းလက်ရလားမသိဘူးအချောဆုံးလေးတွေဆိုတော့ကျွန်တော်တော့ကြည့်ရမယ်ဘယ်ရလဲအချောဆုံးလေးဆိုတော့အဲ့တော့အဲ့ရလေမိုးရွာဟောတော်တော်ဒီနေ့ကတော်တော်အဲ့လိုမျိုးဖြစ်သွားပြီပေါ့အာရှမ်းမလေးရောနော်သူရဲ့ရှမ်းမလေးဖြစ်သွားရှမ်းမလေးသဘောလည်းကောင်းတယ်ရှမ်းကောင်လေးလည်းသဘောကောင်းတယ်ကျွန်တော်လည်းအဲ့မှာကောင်လေးတငယ်ချင်းနှစ်ယောက်တော့လောက်ရတယ်သူတို့ရဖြူဖြူဖြူချောချောလေးကျွန်တော်ကမဲနေပါလေဆိုနေတော့သူနဲ့ထွက်အောင်မှာကျွန်တော်အားငယ်ပေါ့နော်ဟုတ်ရှမ်းမလေးလည်းချစ်ပေါ့ရှမ်းကောင်လေးလည်း ချောတယ်ကောင်းလေးလည်းချစ်ပေါ်တယ်ဘာလို့လဲဆိုတော့သူတို့ကအရင်ရိုးသားတယ်ကျွန်တော်လည်းဆိုလည်းစကားကြီးပြောတာပေါ့ကျွန်တော်လည်းအဲ့လိုမုတ်တိပိုင်းသွားစာခေါ်ရပါပဲဟာသူတို့ကရိုးသားတယ်သူတို့မှအဲ့လိုမျိုးအဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့လိုမျိုးစိတ်နောက်တစ်ခုမရှိနေဘူးဗျာကျွန်တော်ဘယ်လိုပြောပြရမလဲမသိဘူးသူတို့ကအဲ့လိုခင်းဖို့လည်းကောင်းတယ်ပြီးအကူကြီးလည်းရမ်းပေးတတ်ပါတယ်ဟာဒါပထမဆုံးပဲကျွန်တော်တို့ကပထမဆုံးနဲ့ပျော်ဖို့လည်းအရင်ကောင်းတယ်ပေါ့အရင်လည်းစိတ်လှုပ်ရှားဖို့ကောင်းတယ်သူကမဖြစ်မနေရက်ကသူကအာ ဲ့လိုကင်မရာလေးထောင်လိုက်တော့ဗျာခုမှရုပ်ရှင်ကပြက်သွားတာပြက်ကပြက်အဲ့လိုမျိုးတော်တော်ရှိပြောဖို့ကောင်းပါဘူးကိုဆိုင်နဲ့ကျွန်တော်နဲ့ဒါနဲ့ဆိုနှစ်ကားမြောက်ရှိပြီကိုဆိုင်နဲ့ကျွန်တော်နဲ့အပြင်မှာလည်းယင်းနေရရုပ်ရှင်ကားမှာလည်းယင်းနေရပေါ့နော်ကိုဆိုင်နဲ့ကျွန်တော်နဲ့ညီကိုလေးလိုဖြစ်နေပါတယ်ခင်ဗျာဟုတ်အကြည့်ကျွန်တော်ကိုလုံးဝ share ပဲဘာမှလိုလေသေးမရှိအောင်ထားပါခင်ဗျာဘိုက်စာလာကျွေးမယ်အနေစရာအဆင်မပြေဘူးလားဘာစီစဉ်မရဘူးလားအကုန်လုံးစင်ပြီးတော့ဒီချစ်သူဆရာကားလေးကဒီအခြေခံလူတန်းစားအချက်ဂေးလေးတစ်ခုပေါ့နော်အရန်ချစ်ဖို့ကောင်းပါရဲ့လာကြည့်ဖို့တော့လည်းဖိတ်ခေါ်ပါရဲ့ခင်ဗျာ